Hello အားလုံးပဲမင်္ဂလာပါရှင်မေလီရဲ့ဖိတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့နေ့လယ်စာလေးဖြင့်မမမာလာကျော်လေးကျော်စာပြည့်လို့ကျော်နေလေးကိုလာပြီးတော့မျှဝေပေးပါတယ်ရှင် လုံနေလေးကအရန်ကိုလကူလာမို့ကြောင့်မေလီဘလိုလုံလဲဆိုတာလိုက်ကြည့်ပေးကြပါအောင်ရှင်ပထမဦးဆုံးမမလေးတွေကို ပြုတ်ပေးထားလိုက်ပါမယ်ရှင် မမကိုကြတော့မေလေးကလုံးဝနှုတ်ဤတွားရင်ထိမပြုတ်ဘူးပေါ့နော်။ကြက်ယုံလောက်ကလေးပဲသူ့ကိုပြုတ်ပေးထားလိုက်ပါတယ်။ပြီးပြီဆိုရင်တော့ပကံတလုံးလေးကိုဆယ်ပြီးတော့ခတ်ထုတ်ပေးထားလိုက်ပါတယ်ရှင်။ပြီးပြီဆိုရင်တော့မမစကြောပါမယ်။စီနဲ့ငယ်ထဲပါမယ်။ပြီးပြီဆိုမှကြက်ဦးလေးကိုအရင်ကြော်ပေးထားလိုက်ပါတယ်ရှင်။ကြက်ဦးကိုလည်းမေလေးကလုံးဝကြက်တီထိမကြော်ဘူးပေါ့နော်။သူ့ကိုမကြက်တဲ့ချက်ကလေးကြော်ပြီးရင်တော့ပကံတလုံးလေးကိုဆယ်ပြီးတော့ခတ်ထုတ်ပေးထားလိုက်ပါမယ်ရှင်။ ဒီနေရာမှာမဆယ်ဘက်နဲ့တခါတည်းရောကြော်မယ်ဆိုရင်လည်းရပါတယ်။ပြီးပြီဆိုမှတစ်တွင်ဖြူနဲ့ငရုတ်တီးထောင်းထားတာလေးကိုထည့်ပြီးတော့ကြော်ပြီးလိုက်ပါမယ်ရှင်။တစ်တွင်ဖြူနဲ့ငရုတ်တီးလေးတွေအနံလေးတွေမှုေးလာပြီဆိုရင်တော့ပဇွန်ထည့်ကြော်ပါမယ်ရှင်။ဒီနေရာမှာအတားငါကြာတော့မိမိကြိုက်တဲ့တာလေးတွေထည့်နိုင်ပါတယ်။ပဇွန်လေးတွေအနေငယ်လိမ့်သွားအောင်ကြော်ပြီးလိုက်ပါမယ်။ပြီးပြီဆိုမှမုံညင်းဖြူလေးအစင်တင်းလေးထားတာလေးကိုထည့်ပြီးလိုက်ပါမယ်ရှင်။ ဒီနေရာမှာမုံညင်းပြူစာကော်ဖီကိုလည်းထည့်နိုင်ပါတယ်။အရာတာအတွက်ကကြတော့ပဲငံပြရဲ့အကြီးပြီးတော့ခရုစီတကြားနဲ့ငယ်ထည့်ပေးထားလိုက်ပါတယ်။ဒါလေးကကြတော့မာလာအမှုံလေးပေါ့နော်။သူ့ကိုလည်းအဆက်ဆားနိုင်တဲ့လောက်ထည့်ပေးလိုက်ပါတယ်။မိမိကမာလာအနှစ်ကြိုက်တယ်ဆိုလို့ရှိရင်တော့များများလေးထည့်နိုင်ပါတယ်။ပြီးရင်တော့အရာတာလေးတွေနှံ့သွားအောင်လို့မိလေးတို့မှုကြော်လေးကြော်ပေးထားလိုက်ပါမယ်။အရာလေးတွေနှံ့သွားပြီဆိုရင်တော့အစောကပြုတ်ထားတဲ့မမထဲမဲ့ကြက်ဥထဲမဲ့ ။နောက်ဆုံးကြမှာပင်စိမ့်ညွန့်လေးတွေထည့်ပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့အရာဓာလေးတွေနှံ့တော့အောင်အရွက်ကလေးတွေတက်လာတဲ့ဒီပေါ်တော့သူ့ကိုကြော်ပေးလိုက်ပါမယ်။အရာဓာလေးတွေလည်းနှံ့တော့ပြီ။ရွက်လေးလည်းကျက်လာပြီဆိုရင်တော့မေလေးတို့အရာဓာမြည်ကြည့်ပါမယ်။မေရကြတော့မလာအမောက်နဲငယ်ထပ်ထည့်ခဲ့ပါရဲ့ရှင်။နည်းနည်းပေါ့နေလို့ပေါ့နော်။ပြီးပြီဆိုရင်တော့တဖန်ပြန်ပြီးအားလုံးကို နှံ့တော့အောင်မွေကြော်လေးကြော်ပြီးလိုက်ပါမယ်။ကဲအရာလာလေးတွေနှံ့သွားပြီဆိုရင်တော့မင်းလေးတို့မမမာလာကြော်လေးကတော့စားလို့ဆင်တင်ဖြစ်ပါပြီရှင်။ကဲခုဆိုရင်တော့မင်းလေးတို့ မမမာလာကျော်လေးကတော့အစလို့စင်တင်ဖြစ်ပါပြီရှင်။လုံနေလေးကအရန်ကိုလွယ်ကူပြီးစလို့အရန်ကောင်းတာမို့ကြောင့်ဒီဗီဒီယိုလေးကိုမေလေးကမျှဝေပေးလိုက်ပါတယ်ရှင်။မေလေးရဲ့ဗီဒီယိုလေးတွေကိုအစားဆုံးလိုက်ကြည့်ပေးတဲ့တူတူတယောက်ချင်းစီကိုမေလေးကကျေးဇူးများဒီဘက်တင်ပါတယ်ရှင်။မေလေးရဲ့နောက်တဲ့ဗီဒီယိုတွေကိုလည်းဆက်လက်အားပေးပါအောင်လို့မေလေးကတောင်းဆိုချင်ပါတယ်ရှင်။ဒါဆိုရင်တော့နောက်တဲ့ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်။အားလုံးပဲဘိုင်ဘိုင်